လူရှိမှလုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လုပ်ချက်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကရမှာတိုးတိုးတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကရကန်ရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျမတို့ပြောချင်တယ်အမှန်တရားအတိုင်းပဲဖြစ်ပါအရိုက်ခံရတဲ့ကလေးမလေးကတော့ကြောင်းတက်ပြီးကြောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်ဒဏ်ရာရတဲ့ trauma ဖြစ်တယ်ခုနကအုံစုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ကြောင်းနဲ့တက်တယ်ဆောင်းမွဲလည်းဖြေတယ်ဒါမိဘနေရာမှာဆိုလို့ရှိရင်တော့ဘယ်တောင်ရုပ်အထိတက်ရတက်ရကျမတို့တက်မှာပဲကျမသမီးကိုဒီလိုလာလို့တယ်ဆိုကျမသမီးကဒီလိုပြန်လို့ရမှာကျမကျေနပ်မယ် လာပါမွေးချန်နယ်လေးကညွှန်ပြလိုက်ပါတယ်မိုးတီနဲ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့အရင်လည်းအရေးကြီးတယ်လူမှုကွန်ရက်ပေါ်မှာကြည့်ရထားနေတယ်ဒီမြောင်းများမျိုးအထက်ကချက်က grace စကြောင့်သူလေးတွေကအုပ်စုဖွဲ့ပြီးတော့ရိုက်နှက်ပြီးကမှအင်ကိုတက်တက်ပုံသွားတောက်မယ်လို့ဆီယမကြီးအယ်မူတင်ကနေပြီးတော့ငိမ့်မခံဖို့အကြောင်းကိုပြပြလာတဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုမှာဆိုလို့ရှိရင်အဖြစ်ဆုံးပါတယ်ပေါ့နော်အရင်လည်းစိတ်တို့စရာကောင်းတယ်ကြည့်တဲ့မျိုးတွေလည်းဘူးတရာတင်ကဆာရအောင်လို့ပြောလဲမျှောင်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုစတင်ကြရအောင်နော်ဒီမြောင်းမြောင်းအထက်က6က ဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမနေ့ကကျမလည်းကြည်လိုက်တယ်ပေါ့နော်ကြည်လိုက်တဲ့ကကြတော့စပိန်လေးနဲ့ကောင်မလေးကို တခါနဲ့တယောက်ပြီးတယောက်ပါးတွေဖြောင်းကနေဖြောင်းကနေနဲ့ခြကြတာနော်ခြကြတာခြကြတာခြကြတာဆိုတော့ဘယ်လိုအကြောင်းကြောင့်နဲ့ဘယ်လိုတွေတယောက်နဲ့တယောက်နဲ့ဟိုဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတိလက်ရောက်လုပ်တယ်ဆိုတော့ကိုတိလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်နော်ကျမတို့မကြည်နဲ့ကြလို့ခလီခလီချင်းမကြည်နဲ့ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလေဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတိလက်ရောက်ဒီလုပ်เสียအကြောင်းမရှိဘူးအဲ့တော့ဟို like ဖတ်ကြည့် like လေးလာကြည့်ဟိုလူဒီလူတင်တဲ့ post တွေကိုကြည့်ကြည့်တဲ့ခါကျတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးမနစ်တုန်းကစာတင်နှစ်တုန်းကဖြစ်တဲ့ဖြစ်စဉ်လို့လည်းဒီလိုမျိုးလေးပြောတယ်အဲ့တော့မနစ်တုန်းကဖြစ်တဲ့ဘယ်ဟာအမှန်လဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကလည်း line ပေါ်မှာတွေ့ရတဲ့သတင်းကိုပဲပြောရတာဟုတ်ဆိုတော့မနစ်တုန်းကစာတင်နှစ်ကဖြစ်တဲ့ဖြစ်စဉ်တဲ့အဲ့ဒီမှာဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ចောင်းတက်ပြီးចောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်တန်ရာရတဲ့ trauma ဖြစ်တဲ့ចောင်းမတက်နိုင်ခုနကအုံးစုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ចောင်းလည်းတက်တယ်សាមွေးလည်းဖြေတယ်တဲ့សាមွေးလည်းဖြေနိုင်တယ်ပေါ့ ေါ့အဲ့တော့ကျွန်မခုနပြောသလိုပေါ့အမှန်တရားအတွက်အဲတာဝန်ရှိတဲ့လူကြီးမင်းများကတေးသေးချာချာမင်းမြန်စုံစမ်းစီစစ်ပြီးတော့မှအရေးယူပေးတဲ့နည်းနော်ဆိုတော့ကာယကံရှင်မိမာတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံသင့်ဘူးဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်သင့်တယ်လို့ကျွန်မဒီလိုမျိုးလေးဟိုတိုက်တွန်းချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေဟိုအမှန်တရားခလေးအတွက်အမှန်တရားရတဲ့နည်းတယောက်နဲ့တယောက်နဲ့ဟို မတင်လို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူတုံကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ဒီလိုမျိုးကြီးကိုတိလန့်ရောက်နေစော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ကျမကတော့ကျမသာမိဘနေရာမှာဆိုလို့ရှိရင်တော့ဘဲတောင်ရို့အထိတက်ရတက်ရကျမကတော့တက်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာန်ရာဟာကျမတို့ဟိုအလားတူ ဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဒဏ်ရာပြေပြောင်းနိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာတသက်လုံးစိတ်ဒဏ်ရာဖြစ်နေမှာเนาะကျွန်မကသာဆိုရင်တော့ကျွန်မသမီးကိုဒီလိုလာလုပ်တယ်ဆိုကျွန်မသမီးကဒီလိုပြန်လှုပ်ရမှာကျွန်မကျေနပ်မယ်เนาะရှင်းရှင်းပဲဟိုအစင်တန်းမရှိဘူးလေစင်တန်းရှိတယ်ဒီလာမပြောနဲ့เนาะလာမပြောနဲ့ကိုယ့်ကိုစော်ကားရင်ကိုကိုလှုပ်တဲ့ပုံစံမျိုးကိုပြန်လှုပ်ရမှပင်အဲကိုသားသမီးပြန်လှုပ်လိုက်ရမှပဲကိုသားသမီးရဲ့စိတ်ဒဏ်ရာလည်းပြေပြောင်းနိုင်မယ်အဲ့တော့ကိုကိုလူရှိမှလှုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လှုပ်ချင်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကရမှာတိုးတိုးတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကာယကံရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျမတို့ပြောချင်တယ်အမှန်တရားတိုင်းပဲဖြစ်ပါစေပေါ့နော်ဆိုတော့အခုဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဟိုဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရတဲ့အများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလည်းဒီလိုပဲတော်တော်လေးခရက်ထတယ်အာဆရာဆရာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့ចောင်းသားတွေလူငယ်တွေအနေနဲ့ကလည်းဂါရော ောစာနိဝါဒောစာလေးတွေကလည်းအားလေးနည်းနည်းနည်းလာတယ်เนาะဆိုတော့အာပြောရမယ်ဆိုလို့ရှိရင်တော့အာလက်ဦးစရာမိတိုင်းဆိုတာပုပ်ပါစရိယာမိနဲ့ဖပဲပေါ့เนาะကျွန်တော်တို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရလက်ထဲမှာနေကိုအကုန်တယ်လီဖုန်းကိုစီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကဘာကြီးနဲ့ရမ်းထိတွေးကြပါလိမ့်เนาะဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်လေးကုန်ပြီးတော့မှတန်တဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးเนาะအဲ့တော့မိဘတွေအနေနဲ့ကလည်းလူရည်တီចောင်းပည့်ရလိုဟာမျိုးလေးတွေမှာဓမ္မစကူးဆိုတဲ့ဒါမျိုးလေးတွေကိုပို့တဲ့နေเนาะအာမဟုတ်လို့ရှိလို့ရှိ ရင်လည်းယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုတင် जा ပေးတဲ့နေမပို့နိုင်ဘူးဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေမနေနဲ့ဒါတွေကိုတင် जा ပေးဖို့လိုအပ်တယ်เนาะဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသေးလေးစားရတယ်ဆိုရင်ဟာရင်ဟီဒီအော်တပတွေเนาะနောက်တစ်ခါ38ဖြာမင်္ဂလာနေเนาะကျွန်တော်တို့တွေလူကြီးသူမနဲ့ဆိုလို့ရှိရင်အခြေလန်းကိုရှက်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 မလျှောက်ရတာတို့ထမင်းကိုပလက်ပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြုံရတာတို့ဒါမျိုးတွေကျွန်တော်တို့ငငယ်ရဆိုเนาะစီးစနစ်တကျနဲ့ကျွန်တော်တို့တွေကကြီးပြင်းနေရတယ်ဒီဘက်ခေ ်ကတော့အာမိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စာဝင်နေရေးကိုရုန်းကန်ရတာတွေကတပိုင်းပေါ့နော်ဆိုတဲ့ခါကျတော့အာတိတ်ပြီးတော့မှသားသမီးတွေနဲ့ဟိုအပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဖာသာလေးတွေဖြစ်တယ်ကျမလေးအခုဆိုလေးကြည်ရတယ်အများသောအားဖြင့်မိဘနဲ့သားသမီးရဲ့မေတ္တာချီနှောင်မှုအားလေးတွေလည်းနေတယ် အဲ့တော့ကျွန်တော်တို့လေဟိုဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပော့ယော်မှုအားလေးတွေပုံများတယ်လို့ကျွန်မဒီလိုလေးဖြစ်တယ်ကျွန်တော်တို့ကျန်တဲ့အစ္စလာမ်တို့ခရစ်ယာန်တို့ဆိုလဲခရစ်ယာန်ဆိုရင်တော့ဒါဆန်ဒေးစကူးတွေเนาะသူတို့ကလေတနင်္ဂနွေနေ့တိုင်းချက်ကြောင်းတက်တာမျိုးလေးတွေကျွန်မတို့တွေဥပုံနေ့တိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလေအာအစ္စလာမ်ဆိုလဲဒီလိုပဲသူတို့အွယ်လေးတွေရပြီဆိုတာနဲ့တခါတည်းဘာသာရေးကြောင်းတွေသူတို့ပို့ပြီးတော့မှတင် जा စီတယ်ကျွန်မတို့စီကကြတော့ဗုဒ္ဓဘာသာတွေကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဘုန်းကြီးကျောင်းခေါ်သွားရင်ကလေးတွေ ြင်းရင်မယ်ဘုံကြီးเจ้าခေါ်သွားရင်မျက်စိနှောက်မယ်လူကြီးတွေအတန်နေစူတယ်အနှောက်ယှက်ဖြစ်မယ်ဆိုပြီးတော့မထားခဲ့တဲ့ကလေးတွေကိုခေါ်မသွားကြဘူးเนาะအဲဒီတော့ဘာဖြစ်လဲဆိုတော့ကလေးတွေကလေဒီဘာသာရေးနေပယ်တွေနဲ့ဝေးလာတယ်အဲ့တော့အိမ်မှာအားရင်ဘာလုပ်လဲဆိုတော့ဂိမ်းချတယ်တယ်လီဖုန်းလေးတွေတကိုင်းကိုင်းနဲ့လုတ်တယ်ဆိုတော့အဲ့တော့လေမိဘကတကယ်တကယ်အရေးရဲ့အကြောင်းရဲ့လို့စုဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะဆိုတော့သူတို့တွေဘာလုပ်လဲဆိုတော့ချတယ်ဟာတနက်ပြတဲ့ဂိမ်းတွေတက်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 တချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့เนาะဟာဒီခါတည်းကိုလေ ဟာရန်လိုတဲ့စိတ်တွေဖြစ်တာပေါ့နော်ရန်လိုတဲ့စိတ်တွေဘာဖြစ်လဲဆိုတော့ဂိမ်းနေတယ်မှာတတ်အမကိုဘယ်လိုဖြစ်တဲ့ခါကျတော့ရန်လိုတဲ့စိတ်တွေအဲ့တော့နောက်တစ်ခါလေးဟို ဆိုဆုံးမမလွယ်တော့ဘူးပေါ့နော်တို့လေတို့ကနေတို့ဖာတိပါတာနေတော့တန်ရောစင်လည်းမချီနောင်တော့ဘူးကျွန်တော်တို့တွေငငယ်တော့ကဆိုဒီလိုမဟုတ်ဘူးလေနော်ခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမိတာလဲမိတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုလေးတွေတော့မိဘတွေကတည်တည်ချာချာလေးပြန်ယူဖို့လိုအပ်တယ်နော်ဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲဒီမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့ဆိုဆုံးများရရခက်ခဲလာတယ်နောက်တစ်ခါစိတ်တွေကလေရုပ်ရင်းကြမ်းတမ်းလာတယ်နော်အဲ့တော့ခုနလိုပေါ့နောက်တစ်ခါကျွန်တော်တို့ကဘာကြီးနဲ့အရန်ထိတွေ့တဲ့ခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေပေါ့ ါ့ရုပ်ရှင်တွေရဲ့မှာဆိုဒါဟိုတလော့ on saw ကားဆိုရင်ចောင်းမှာလုံးဝအနိုင်ကျင့်တာเนาะလုံးဝအနိုင်ကျင့်တာအာအနိုင်ကျင့်တာမှာရဲရဲဆက်ဆက်ကိုအနိုင်ကျင့်တာအာတခါတည်းကိုအင်ဂျီတွေကိုချွတ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေเนาะဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါခလေးတွေဆိုတာကဆေကျော်သက်ဆိုတာကအရင်အတုမြင်အသက်တင်တယ်အတုခိုးလွယ်တယ်ပေါ့เนาะဟာတခါတည်းအချစ်ကားတွေကြည့်ပြီးတော့လည်းအချစ်ကားတွေဟာမင်းသားမင်းသမီးဖနက်ကျိုးစီးဆိုဟာတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလည်းဟာအိမ်တော်ကြီးဖောက်ပြန်တဲ့ဆို ာဘာမှမဟုတ်တော့ဘူးဆိုတော့ပုံစံမျိုးထိကိုအိမ်တော်ကြီးဖောက်ပြန်ရင်ပဲခင်မိသလိုလိုเนาะအိမ်တော်ကြီးဖောက်ပြန်တာကိုပဲအာဘာမှမဟုတ်သလိုလိုเนาะအမလေးအိမ်တော်ရှိနေတခါတည်းယောက်ျားမိန်းမရီးစားထားတယ်ဆိုတာကစကလုံးကိုတော့မှသုံးထုံးလိုက်ကြသေးတယ်เนาะဆိုတဲ့ကကြတော့အတူယူမယူသင့်တဲ့ဟာတွေကိုအတူယူလွဲမှားကြတာပေါ့เนาะဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဆေးကြောတက်လေးတွေရဲ့အဓိကတော့မိဘပေါ့เนาะမိဘမိဘမိဘမှာမှအမေတွေပေါ့အမေတွေပါနေဖို့လိုတယ်အမေတွေအပြောဆိုမနေဖို့ evolucioné, ¿no? အမေဒီပြောဆိုဆုံးမနိုင်တော့မှဒါတန်ခါကြမယ်ကိုကခင်မိတာလဲခင်မိတာဘိုးဆန္ဒလဲဘိုးဆန္ဒခုနလိုပေါ့ခလေးတွေဘမစကားမတက်ဘူးနော်ဘမစာမရေးတက်ဘူးဆိုအယံဂုံယူကြတယ်နော်ဆိုတော့မြန်မာလူမျိုးဟာမြန်မာစကားမတက်တာဂုံယူစရာကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးနော်ဆိုတဲ့ခါကျတော့အဲဖျားစာနေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာနော်ဆိုတော့ဘာဆိုဘာမှမဆိုင်ကျမတို့သားသမီးတွေဆိုရင်ဘိုးเจ้าတက်ခဲ့တာပဲနော်ဘိုးเจ้าတက်ခဲ့ပြီ ော့မှနိုင်ငံသားကြီးတာပဲအမလီမြန်မာစကားကိုမှုတ်ထွက်နေအောင်ပြောနိုင်တယ်မလီမြစ်တာတော့အလွတ်ရတယ်တန်ပုတ်တီအလွတ်ရတယ်၅ပါးတီလိုက်ရတယ်ဖျားရဲဆွေလို့ရှစ်တောင်းမျိုးတော့ပေါ့အကုန်တိတယ်လူနေပဲဆိုင်တယ်နော်ကျင်လင်ရအတိုင်းအဝိုင်းနေပဲဆိုင်တယ် နော်မိဘရဲ့တင် जा ပြသမှုနဲ့ကာယကံရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲသက်ဆိုင်တယ်။ဘာမှဘူကြောင်းထားလို့မြန်မာစကားမတတ်တာတို့ဘူကြောင်းထားလို့မြန်မာလိုမပြောတတ်တာတို့မြန်မာစာမရေးတတ်တာတို့ဖျားစာတွေမစိုးတတ်ဘူးလို့မြန်မာစာရင်းရရင်သိစိတ်ညစ်တာလို့ဆိုတော့အဲ့ဒါအပေါ်တွေစောက်ပေါ်တွေလောက်တာနော်အဲ့တော့ကျမတို့သားသမီးတွေလည်းဘူကြောင်းထားခဲ့ပြီးတော့မှနိုင်ငံခြားမှာကိုကြီးတာ နော်ဆိုတဲ့ခါကျတော့အဲ့တော့လေဟိုတိတ်ပြီးတော့လေအပိုတွေမလုပ်ကြပါနဲ့နော်အပိုတွေမလို့ဘိုးចောင်းထားတာလေဘိုးចောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာចောင်းမှာပဲဘိုးလိုများသောအဖြစ်ပြောကြတာပါနော်ဆိုတော့အိမ်မှာမိဘနဲ့လေကျမတို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေးသေးချာချာသင်မတေးသေးချာချာအာကျမတို့အသိပညာဘဟုသုတအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့ရင်အသိဉာဏ်ပညာတွေကိုသင်စေရင်အသိပညာအားဖြင့်လေဘာသာရေးအသိရိုးရာရင်ကျင်းမှုမိမိရဲ့ ဲ့ delete ထုံနှန်းစင်လာတွေကိုတင်ပေးပါเนาะဒါမြန်မာဟာမြန်မာပဲเนาะမြန်မာဟာမြန်မာပဲအေးအချင်းနေအကြောင်းအကြောင်းအကြောင်းမလို့ American citizen ဖြစ်သွားရင်လဲကျွန်တော်တို့လေတိလာအဲ့ဒီ passport ထဲမှာလေ bombies ပဲเนาะမြန်မာပဲเนาะတိလာမြန်မာပဲ American မဖြစ်သွားဘူး American နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာเนาะ တိလားအယိုးပေါ်အယွမ်းမဖုံးနဲ့ဟာတွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားဒီနိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာဘွန်မစ်မြန်မာပဲနော် တိလားအဲ့ဒါလေးကိုတိတိတ်ပြီးတော့မှလေအရန်နေလဲဘိုမဆန်냐နဲ့အရန်နေလဲအောက်ချေမလို့ကြနဲ့မြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျွန်တော်တို့လေဒီဖျားရင်တရားတော်လေးငါးပါးတိလားလေး38ဖျားမင်္ဂလာလေးလူကြီးသူမကိုရိုတီဖို့လေးကျွန်တော်တို့မြန်မာရိုးရာရင်ကျင်းမှုတခါတည်းကိုအစင်လာလေးနော်ဟာတခါတည်းဟောတိတင်တိတိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင် जा ပြီးဖို့လိုအပ်တယ်ဘိုးเจ้าမကလို့ဘိုးเจ้าရဲ့အဖေမှာကြောက်မှာပဲထားထားနော်ဆိုတော့ဒါလေးတွေတော့မိဘတွေမှာတာဝန်ရှိတယ်နော်မိဘတွေလို အဲ့လိုသားသမီးတွေရိုင်းနေလို့ပဲပြောပြရစီနော်ဆိုတော့တော်တော်လေးကိုမြင်ရတွေ့ရတာတွေအဆင်မပြေဘူးနော်အဲ့တော့နင့်နာတဲ့ညောင်ညအကြောင်းသူလေးတွေအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စကိုပြောမယ်မနေနိုင်လို့လို့နော်ဒီကလေးမလေးကဘာတွေများအဲ့လောက်တောင်အပြစ်လုပ်ထားလို့နော်နှစ်ယောက်သုံးယောက်ကပါးတွေနားတွေဝိုင်းရိုက်ပြီးတော့ထိုင်ကြော့ခိုင်းတဲ့အထိဖြစ်ရတယ်အကယ်၍အပြစ်ရှိရဆိုရင်လည်းသူ့မှာအုတ်ထင်းသူတွေရှိတယ်လေအုတ်ထင်းသူတွေကိုတွားပြီးတော့တိုင်လို့ရတယ်လေဒါဖြစ်လို့လမ်းလေကောင်းကြီးမှာအဲ့လိုမျိုးကြီးလုပ်နေရတယ် ီးတော့စံကင်နဲ့ကောင်လေးကတရားမှမကူညီဘူးเนาะမြေနောင်လှည့်ပြီးတော့ထွက်သွားကြအကြည့်အောင်အဲ့လောက်ထိလှုပ်ဖို့လိုလို့လားတကယ်ပြောတာလေငငယ်တည်းကအဲ့လိုမျိုးအနိုင်ကျင့်တာကြီးဆိုလုံးဝတစ်စက်မှမကြိုက်ဘူးမိန်းကလေးချင်းပဲဖြစ်ဖြစ်ယောက်ျားလေးချင်းပဲဖြစ်ဖြစ်အနိုင်ကျင့်ပိုကြတာဆိုလုံးဝမကြိုက်ဘူးအခုလည်းအိမ်မှာတူမာလေးရှိရယ်เนาะကိုတူမလေးကိုလည်းတွန်တင်ထားပြီးသားဘသူ့အမလည်းအနိုင်မကျင့်နဲ့ဘသူ့အမလည်းပုံမကြနဲ့တကယ်အဲ့ကလေးလေးကိုကြည့်ပြီးတော့လေတကယ်အသေးတွေညာအသိလား တယောက်ကပါရိုက်လိုက်နောက်တယောက်ပါရိုက်လိုက်နဲ့အဲ့ဒါတော့အားမရအောင်သူတို့ကတောင်းမှန်တာတော့ထိုင်ကြော့ခိုင်းတည်တယ်ဘလောက်တောင်တဲရဘူးကောင်းနိုင်ရန်ဒီဟာဒီဗီဒီယိုမိဘရဲ့ညံပြင်ဘလောက်တောင်ဘောသားထွက်လိုက်မလဲစိတ်တူကောင်းလိုက်တာအရန်ပဲ ဟုတ်ကဲ့ပါမျိုးရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီចောင်းတူလေးဒီအုတ်စုဖွဲ့ရိုက်နှက်ပြီးကမှအခုဆိုရင်အင်ကိုတက်တိတ်ပုံတတ်တောင်းမယ်နဲ့လို့လဲတည်နေထွက်နေရေပေါ့နော်ဒါကြောင့်မလို့ဆီယမကြီးအယ်မွန်တင်ရနေပြီးတော့လူတိရှင်ကြမတောင်းမှန်ပဲနဲ့တက်တိတ်ပုံလာတောင်းမယ်လက်မခံဖို့အကြောင်းကိုပြပြလာတာဖြစ်ပါတယ်အခုချိန်နေတဲ့အမျိုးတွေရောဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေထင်မြင်စကြကလေးတွေလည်းဗီဒီယိုလေးအောက်မှာ comment လေးရေးကပ်ပြီးလို့ရပါရဲ့ရှင့် ောက်ထပ်လဲမှုစက်လီတဲ့နေ့ဟာတပ်ပြီးရီပူတူတိုင်ရဆာပြီးလေးတို့နေ့စဉ်လိုက်တက်ဆက်ပြတ်မှာမို့မွေး channel လေးကိုလာရင် subscribe နဲ့တပ်ဖို့တပ်စပိုင်ရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တော့တတ